ဒီဗီဒီယိုကပြန်ချိုးဆိုပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးရတဲ့အကြောင်းအရာကမြမအတန်နှင့်မီဒီယာလောကအနာဂတ်ဘာဖြစ်လာမလဲစင်ခေါ်မှုတွေဘာရှိနေလဲဒီကြောင့်ကျွန်တော်ဆွေးနွေးနေတာဖြစ်ပါတယ်ဒီနေ့ပွဲတစ်ခုလုံးခြုံပြီးတော့ကာတွန်းနဲ့ရေးဆွဲသရုပ်ပေါ်မဲ့ကာတွန်းစိုးတော်တာဖြစ်ပါတယ်ကိုကမောင်ဟုတ်ကဲ့ကျွန်တော်တို့အခု MRTV မြမအတန်နဲ့ရုံးမြင့်တန်ကြားဌာနက90ရောပြည့်လာပြီပေါ့ဗျာလောလောဆယ်ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတယ် ။နောက် NLD အစိုးရတည်လက်ထက်နောက်အနာဂတ်မှာဒါဘာဖြစ်သွားမှာလဲ။ကျွန်တော်မြင်တဲ့ဒီအရင်တုန်းကအာနာရှင်ခေတ်ပေါ့လေဟိုတုန်းကမဆလာခေတ်ပြီးတော့မှဒီဆက်အာနာရှင်ခေတ်အဲ့ဒီအောက်မှာရှိခဲ့တဲ့မီဒီယာတွေဒီတော့ကျွန်တော်နိုင်ငံမောင်းပေါ်ပါဘယ်နိုင်ငံမှမဆိုဝါရဖြန့်ချီအတွက်လုပ်ခဲ့တဲ့မီဒီယာတွေဖြစ်တယ်သူတို့မှပဲရှိတယ် infrastructure လည်းသူတို့မှပဲရှိဝါရဖြန့်ချီဆိုတာဝါရဖြန့်ချီဆိုအစိုးရ policy ကိုလူထုကြားမှာကြိုက်ကြိုက်မကြိုက်ကြိုက်တစ်ဖက်ကရိုက်သွင်းတဲ့ဟာတွေဆိုတော့အဲ့ဒီဟာတွေပဲလုပ်ဖို့ကလည်းရှိခဲ့ကြတယ်အခုက democracy ခေတ်မှာ ပြောရင်တော့ဝါဒဖန်ချေလို့ဆရာမလို့တော့ပါဘူးဆိုရအဲ့လိုဝါဒဖန်ချေမီဒါတူတောင်ဆရာမလို့ပါဘူးဒါပေမဲ့အများပြည်သူအကျိုးရှိမဲ့တခြားနိုင်ငံတွေမှာလုပ်နေကြထုံးစံဖြစ်တဲ့အများပြည်သူဝန်ဆောင်မှုတာနဲ့ဌာန public service broadcasting PSB ပြောင်းသင့်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုတိုင်နာမှာအင်တာဗျူးတစ်ခုမှာပြောလိုက်တာကျွန်တော်မှန်းမိပါတယ်နောက်နိုင်ငံတဲ့ BBC နာမည်တက်ပြီးပြောသွားပါတယ်ညညွှန်ပြီးတော့ဒါကမြမအတန်ကို public service broadcasting ပြောင်းမယ်လို့ပြောတဲ့ခံဝန်ကတိလို့ကျွန်တော်နားလဲပါအဲ့တိုင်းလုတ်ဖို့လိုရတယ်လို့ကျွန်မြင်ပါတယ်ကော်မတီကအခုလက်ရှိဝင်ကြီးဌာန36ခုကနေပြီးတော့ NLD စုစည်းတဲ့ထက်မှာဝင်ကြီးဌာန28ခုဝင်ကြီး16ယောက် ဒါတော့ကွန်မြူကညံလုံးနေဟုတ်ကဲ့မှမဆို NLD အစိုးရအနေနဲ့36ခုပဲဆက်သွားပြီးတဖြည်းဖြည်းနဲ့မှပြောင်းလိုက်ဖို့ပြောရနော်အခုကိုခမိုင်းပြောသလိုဒီလိုပြောင်းလိုက်ဖို့လွယ်ပါမလား MRTV ကိုအခုဒီအကူပြောင်းဆိုတဲ့ဟာကအသွင်ကူပြောင်းရေးဆိုတဲ့ဟာကကျွန်တော်တို့တိုင်းပြည်မှာအလွန်ကြီးမားတဲ့အပြောင်းလဲတာမန်အပြောင်းလဲမဟုတ်ဘူး2010တုန်းက ဒါဒါ2020မှာဒါသမရဦးသိန်းစိန်အစိုးရကတနနာအဖစီကနေပြီးတော့မှအာနာလွှဲပြောင်းတာမျိုးနဲ့လည်းမတူဘူး။ဟောမြတ်တသက်ပဲနော်။ဟုတ်တယ်ကျွန်တော်တသက်ကျွန်တော်အသက်50ကျော်မှာပထမဆုံးမြင်ရတဲ့ဒါအပြောင်းလဲ။ဆိုတဲ့ခါကျတော့နေရာတိုင်းမှာအခက်အခဲတွေရှိနိုင်တယ်။ဆိုတော့ဟိုခုနကတော့ကျွန်တော်ဟိုအကြံပြုတဲ့ဟာကတော့ဟိုဘာမှတော့မဟုတ်ပါဘူး။ NLD အနေနဲ့ဒီများပြားလာတဲ့ဝင်းဌာနတွေကိုတေချာပိုင်ပိုင်နိုင်နိုင်သိအောင်သူအရင်တာဝန်ယူသင့်တယ်ပြီးမှခွဲသင့်တာပေါ့။ဒါပေမဲ့ဒါဒါထားလိုက်ပါ။ဒါကတော့နိုင်ငံရေးအရသူတို့စဉ်းစားပြီးတော့လုပ်ကင်ကြတာပဲ။ဒါပေမဲ့ခုနကတော့ကျွန်တော်တို့ဆွေးနွေးနေတဲ့အဓိကအကြောင်းအရာက ဒီဒီခုနကတော့ရုပ်တံလုပ်ငန်းတွေရေဒီယိုလုပ်ငန်းတွေကိုပြောင်းလို့ရတယ်ဆိုရကင်နာတဲ့ကင်နာတဲ့ဟာကိုဒီအများပြည်သူဝန်ဆောင်ပြောင်းဖို့လွယ်ပါမလားချက်ချင်းပြောင်းလို့ရပါမလားချက်ချင်းဆိုတဲ့ဥစ္စာက तू အချိန်တစ်ခုယူရမယ်ဥပဒေတွေရေးဆွဲရမယ်ပြီးရင်ဘယ်ပုံစံစံချင်းစံညွှန်းနဲ့လုပ်မလဲဆိုတဲ့အချိန်တစ်ခုတော့ယူရမယ်အဲ့ဒီမတိုင်ခင်မှာတော့လောလောဆယ်ရှိနေတဲ့အနေထားအတိုင်းပဲအစိုးရကထိန်းချုပ်တဲ့အတိုင်းပဲရှိနေသင့်တယ်လို့ကျွန်တော်ထင်တယ်ကိုတန်းတို့ဆိုဒီဟာကြီးကဈေးကွက်အကြီးယူတိုင်းရင်ဒီ MRTV တို့နောက်လက်ရှိရနေတဲ့လူတွေကနောက်ဝင်လာတဲ့လူတွေရှင်းလို့ရပါမလား လောလောဆယ်ကာလမှာတော့ကျွန်တော်တို့ဟိုဟာပြောသလိုပဲပေါ့နည်းနည်းဟိုဘာလဲဆိုတော့ဒီ broadcasting ဟိုဟာဒီ channel တွေကကျွန်တော်တို့ဟို broadcaster တွေကနည်းသေးတယ်ပေါ့နည်းသေးတယ်လက်ရှိအနေနဲ့ထားမှာတော့ရုပ်မြင်သံကြားတော့မဟုတ်ဘူးကျွန်တော်ကဟိုပေါ့နော် FM radio station ပေါ့ဒါပေမဲ့ဟိုလက်တလုံးမှာတော့အပွင့်လေးပြောရင်ဟိုမြမသံပေါ့ရုပ်မြင်သံကြားမပေါ့မြမသံရဲ့ဟာကိုတော့ကျွန်တော်ရှင်းလို့ရတယ်ဒါပေမဲ့ဒါလောလောဆယ်မှာနည်းသေးလို့ပေါ့နောက်ပိုင်းကျရင်တော့ဒီ now broadcaster တွေတော့အခက်ခဲတော့ခြေကောင်းရှင်းနိုင်ပါတယ်ကျွန်တော်ကျွန်တော်ဂျော့ပြပြောကြည့်တယ်ဟိုလက်ရှိအခြေအနေကိုပြောင်းဖို့လိုတယ်မပြောင်းရင်သတင်းစာပဲကြည့် သတင်းစာကအစိုးရသတင်းစာဒီစောင်းရီ3000 2000ရှိတယ်ကျွန်တော်ကငငတိုင်းမှားရင်ဒီမှာပြည်ထောင်ကြီးဌာနတာဝန်ရှိသူတွေကျွန်တော်ပြင်ဆင်ပေးလို့ရပါတယ်အဲ့စောင်းရီ3000 2000ကိုပုဂ္ဂလိကသတင်းစာစောင်းငတိုင်းမရှိတယ်ရှင်လို့မရဘူးရှင်လို့မရတဲ့အတွက်ဈေးကွက်ထဲမှာကြုံညာမရဘူးကြုံညာမရတော့ဈေးကွက်ထဲမှာအသက်ခံရတယ်ဆိုအဲ့အချိန်ဒီအ мян ဆုံးမပြုတ်ပြင်အခုခေါနဆောင်လောက်တော့သတင်းစာတွေမနေ့ကပျောက်သွားနိုင်တယ်အဲ့လိုအချိန်မျိုးမှာဒီကြုံညာဈေးကွက်မှာလက်ဝါးကြီးအုပ်တပီးသား TV ဌာနတွေရှိတယ်အဲ့ဒီဟာကိုနောက်ဝင်လာလို့ရှင်ခိုင်းမှုဆိုတာခုနကကျွန်တော်ပြောခဲ့ပြီးပြီ ဒီနောက်ဝင်လာတဲ့ television သမားတွေ digital ပဲရမှာဖြစ်ပါတယ် digital ဒီတသန်းတော့မပြည့်ပါဘူးတသန်းတော့မပြည့်တဲ့ပရိသတ်နဲ့သန်း20 30ရှိတဲ့ TV ဌာနနဲ့ကြော်ညာဈေးကွက်ဘယ်လိုသွားဆိုင်ရှင်းမလဲဈေးကွက်ထဲမှာအသက်ခံရဖို့ bankrupt ဖြစ်သွားဖို့ကအလားအလာအများရှိပါတယ်ဒီပုံစံနဲ့လှုပ်ပေးလိုက်ရင်မရပါဘူးအဲ့တော့ပေါကရိကသတင်းစာတွေကိုပြန်ကြားရေးဝန်ကြီးတက်ခဲ့တယ်ပြန်ကြားရေးဝန်ကြီးရရှိတယ်ပြန်ကြားရေးဝန်ကြီးတခုပြောလို့ရမှာပြောလို့ရပါတယ် တော့ပထမဆုံးကျွန်တော်ကတုံပုံဒီပုံနှိပ်ကိုပြောတော့ပုံနှိပ်နဲ့ပဲစပြောမှာပေါ့နော်အဲ့တော့ကျွန်တော်တို့သတင်းစာတွေကိုပုံလိကသတင်းစာတွေထုတ်ခွင့်မပြုခင်တုန်းကဟဲ့လားအပြင်မှာရှိတဲ့ပုံလိကမီဒီယာတွေပြောတာဗါလဲဆိုတော့သူတို့သာနေ့စဉ်သတင်းစာပေးထုတ်လိုက်စမ်းပါမြမလေးနဲ့ဂျင်းမောင်ကနောက်နှစ်လသုံးလကြာရင်ရေစုံမျိုးပြီးရှာလို့မတွေ့တော့ဘူးပြောတယ်။အဲ့တော့ license လို့ကျွန်တော်အဲ့လိုပြောခဲ့တာပေါ့။အခုကျွန်တော်တို့ဘာဖြစ်လို့ရက်တည်နေလဲ။ဘာပဲပြောပြည်သူရဲ့လိုအပ်ချက်ကိုဈေးကွက်ရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ဒါဒီဇိန်းပိုင်းအထိကျွန်တော်တို့ကဖြည့်ဆည်းပေးနိုင်လို့ရက်တည်နေတာပေါ့။ဒါမှမဟုတ်ကျွန်တော်တို့ကတစ်ခါလေးမှဈေးကွက်ကြီးပန်းပြောနေအကြောင်းအရာနဲ့ contact နဲ့ တင်ဆက်ပုံနဲ့ဟောက်ပြောလို့ရတယ်။အဲ့တော့ပုံနဲ့ဗီဒီယိုမှာကျွန်တော်တို့မြန်မာလေးနဲ့ခြေမုံကိုပြောတယ်။ဒါပေမဲ့ကျွန်တော်တခုပဲပြောချင်တယ်။လွန်ခဲ့တဲ့9နှစ်လုံးလုံးလွတ်တော်ရဲ့သတင်းမှန်သမျှကိုအဲ့ထူးခြားသည်ဖြစ်စေမထူးခြားသည်ဖြစ်စေနေ့စဉ်ဖော်ပြပေးခဲ့တဲ့သတင်းစာရှိရှာကြည့်ပါ။ဒီကနေ့9နှစ်မြောက်တဲ့ချိန်မှာလွတ်တော်သတင်းကိုရေးချင်ဆိုရင်ဘယ်သတင်းစာနဲ့ဆောင်ကိုးစားမလဲ။ဒီလိုပဲကျွန်တော်တို့ကမြန်မာအတန်နဲ့ရုပ်မြင့်တန်ကြားမှာလေဟဲ့လား။ကျွန်တော်တို့အစိုးရဟောပြောနေပါတယ်။တစ်ဖက်ကဟဲ့လားဘယ်သူမှမဖော်ပြချင်တဲ့သတင်းတွေဒီကနေ့တိုင်းသားဘာသာ14ဘာသာနဲ့ကျွန်တော်လွှင့်ပေးနေတယ်။ဒါကို commercial ရေးလုပ်ပေးနိုင်မလား။ ဒါကြောင့်ကျွန်တော်တို့ကမြင်တဲ့ခါမှာကျွန်တော်တို့စီးပွားရေးပြိုင်ပွဲနေတဲ့မြန်မာနဲ့ကျွန်တော်တို့လုံနိုင်တဲ့ဖြည့်ဆည်းပေးတဲ့ဟာယူလဲကြည်ပါပိုကောင်းအောင်လုပ်ဖို့ပဲလိုတယ်လို့ကျွန်တော်ပြောချင်တယ်။ဒီပြောတာကြောင်းကြောင်းစီလိုမှုမရှိလား။အဲဒီမှာကွာတာကမသိတဲ့အချက်ကတော်တော်များများမသိတဲ့အချက်ကဝန်ဆောင်မှုပါ။ဆိုရပုဂ္ဂလိကသတင်းစာတွေလည်းပဲအစိုးရသတင်းစာလိုပဲ စောင်းရည်သိန်းနဲ့ချီရိုက်ချင်ပါတယ်ဘာလို့ရန်ကုန်မှာနေမဟုတ်ပါတနင်္ဂနွေလုံးဖြန့်ချင်ပါတယ်ဒါမှပုံနှိမ့်စားသည်ရန်ကုန်မှာပဲရှိတယ်ဒါပေမဲ့တနင်္ဂနွေလုံးမှာပုံနှိမ့်လို့ရတဲ့အခွင့်အရေးဒီပြန်ချောင်းဝင်ကြီးထဏာမှာပဲရှိတယ်ပုတ်ကလေးကတင်းစားမှာရှိရပုတ်ကလေးကတင်းစားလဲအဲ့ဒါမျိုးအလားတူဝန်ဆောင်မှုရှိရင်စောင်းရည်များနိုင်ပါတယ်ဆိုအဲ့လို service ခုနပြောဝန်ဆောင်မှုကွာတဲ့အတွက်ရလကကွာတယ်ရုပ်တံမှာလည်းဒီတိုင်းပါပဲနောက်မှဝင်လာတဲ့လူတွေဝန်ဆောင်မှုကဘာမှမရှိပါဘူးအဲ့တော့ဝန်ဆောင်မှုကြောင့်မလို့ဖြစ်ရတဲ့ခုနကွာဟမှုတွေလည်းရှိပါတယ်အဲ့ဒါခင်ဗျားမှားနေတယ်ကျွန်တော်တို့ရဲ့3သိန်း2000မှာ2သိန်းကျော်ကရန်ကုန်နဲ့ရန်ကုန်မြို့မှာဖြတ်နေတာ နေမှာဖြတ်နိုင်ဘူးနေမှာစီးတဲ့ကဏ္ဍကမန်းလေးမှာတော့မှကျွန်တော်တောင်းကဏ္ဍမရှိဘူးခံပြောတဲ့ကိုဘွားသတင်းဆောင်ဖြစ်တဲ့ဆိုတဲ့ချက်ဒီကိန်းကဏ္ဍရကောလက်တွေ့ရရောကျွန်တော်ကလုံးဝမှားတယ်နောက်တစ်ခုကခင်ဗျားတို့ MRTV ကိုကြော်ညာလို့ပြောနေတယ်တကယ်ကြတော့ဟု MRTV ဒီ coverage ရတနိုင်ငံလုံးရှိနေမြဲ MRTV ကရတဲ့ကြော်ညာသည် public ကဟလာကိုဒီ FM တွေရော public TV တွေရောလုံးဝမမြင်ဘူးကျွန်တော်ကအဓိကကကြော်ညာနေကြတာမဟုတ်ကျွန်တော်ဒီကိုပေးရမယ့်ဝန်ဆောင်မှုကိုအပြည့်အဝပေးနိုင်မှုအတွက်လုံနေတာဖြစ်တယ်ဒါမှမဟုတ်ကိုခင်မောင်ဝင်းပြောတာတွေဟာ လွဲနေတယ်။နောက်ခင်းစိုးစီကျွန်တော်တို့ကမေးမယ်ဆိုရင်ခင်ဗျဒီလိုမှားမှာမဟုတ်ဘူး။တို့ရတယ်ကဆောင်ရတော့3000ဆိုတာမှန်ပါလားမသိဘူးခွန်ကြီး။ဆောင်ရ3000မှန်ရဲ့နော်။ကျွန်တော်ပြောတာအချိုးကိုကြည့်လိုက်လေ3000မှာကျွန်တော်တို့ရဲ့2သိန်းကျော်စီရန်ကုန်မှာရှိတယ်။ဒါမှမဟုတ်ခင်ဗျားတို့ကျွန်တော်တို့အစိုးရသတင်းစာတွေကိုတကယ်ပြိုင်နေတာဒီရန်ကုန်မှာပဲ။အဲ့တော့ပုံနှိပ်ဆက်ဆိုတာခင်ဗျားတို့ကိုဝါပုံနှိပ်ဆက်လို့ပြောရမယ်။ကျွန်တော်တို့နေမှာရှိတဲ့ပုံနှိပ်ဆက်တွေဒီဟဟလာကျွန်တော်အများကြီးပြောသလိုပဲထောင်ကြီးဟိုဘက်တွေပဲမြင်ရတယ်။ကိုင်ကြီးရဲ့လက်ပေးတယ်။ ဘယ်သူမှသိမဖောက်ချင်ဘူးကာလာဘုန်းကြီးဆက်ကမန္တလေးနဲ့စစ်တွေပဲရှိသေးတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီခဏခဏမထအောင်ပမောင်းလိုတိုရှင်လေးတိုင်းတိုင်းတိုင်းတတိကကကျွန်တော်တို့ပုတ်ကလေးကသတင်းစားတွေဖေသွားတာကောင်းလားမကောင်းလားနော်ရှင်းအောင်ဘယ်လိုပြန်လုပ်မလဲအဲ့တော့တခုတည်းသောနီလန်းတီအစိုးရသတင်းစာပိတ်သိမ်းရပဲဖြစ်တယ်ကျွန်တော်ပြောချင်တဲ့ point ကအစိုးရသတင်းစာမပိတ်သိမ်းဘဲနဲ့ကတော့ခုနကလိုကြညာဈေးကွက်ကိုအုပ်ထားလို့တော့ဘာမှဖြစ်နိုင်မလား။ကြညာဈေးကွက်မှာဖြစ်နေတာ။ဟာဝိကရလေးဝိကရလေး ်ဝင်းကြီးကတော့ဒီဒီဘက်ကိုစောစောစီးလာပါလို့ပြောတာဟုတ်လားအစိုးရသတင်းစာကိုပိတ်သိမ်းမှုဆိုတာဟဲ့လားအစိုးရကလုတ်ဆရာတော့မလို့ခင်ဗျားတို့ပြောသလိုပဲဟဲ့လားရန်ကုန်မြို့မှာရှိတဲ့စာဖတ်ပိတ်သက်နှစ်သိန်းကဝယ်မဖတ်တော့ဆိုရင်နောက်တနေ့တလားနေလို့ရှိရင်ကျွန်တော်တို့ကအလိုလိုပျောက်ကွယ်သွားမှာဘာလို့ဆိုတော့ကျွန်တော်တို့သတင်းစာတွေနိုင်ရင်ကြုံညာထဲရတယ်လေဒါသူတို့လက်တက်ခံလို့ရတာပဲဘယ်လိုထဲလို့ရလဲဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့လားတေးကြတာတခုကတော့ကျွန်တော်တို့ထက်မှပိုင်တော့တကယ်တေးတာတေးကြတယ်။ဟောကျွန်တော်ကကြောင်ညာဆိုရင်ပြောလို့လက်ခံတာပေါ့။ဒီနေ့ကြည့်ပါလားခင်ဗျာ။ ုံးတိကသတင်းစာတွေမှာဟလာပိုလိုစေကန်းတို့ဟိုအဒီယာကုတီဆိုစေကန်းကြော်ညာထဲတဲ့အချိန်မှာကျွန်တော်သတင်းစာလုံးဝမထည့်ဘူးဘာဖြစ်လို့လဲကျွန်တော်ဒီမခိုင်ပါလို့အဲ့တော့ကျွန်တော်ဒီခင်ဗျားတို့ကြားကြည့်နေတဲ့သတင်းအလုံးတော့ပါချင်မှပါမယ်ပါတဲ့သတင်းအလုံးတော့မှန်တာတော့သိကြကျေးဇူးတင်ပါဘူးနော်နော်ဒီတော့မတရားဆွေးနေဘူးဒီအလဲကိုကြောက်ခေါညာပြောသွားတဲ့အချိန်မှာခေါညာအဓိကကဘာလဲဆိုတော့လက်ဦးမှုပဲခေါညာအစိုးရလက်ဦးမှုရတော့သူကရှင်းတန်းနိုင်တယ်နော်ဒီကော လာတဲ့ကူရုတ်တံမှာပေးပထမပေးထားတဲ့လူကြီးကလုံမှုရထားတယ်ကြောင့်သူကအကျိုးမြတ်ကြီးရပြီးသားဖြစ်တယ်ကြောင့်သူဆက်ပြီးရှင်းတန်းသွားနိုင်တယ်အဲ့တော့နောက်ပြိုင်မဲ့လူကြီးကဒီမိုကရေစီရပြောမဲ့ဆိုရင်ရှင်းပြိုင်မှုကဦးစားပေးမှုခံထားရလူနဲ့နောက်မှဦးစားပေးခံရရင်ကမတူပါဘူးအဲ့တော့အဲ့ဒီဟာကိုပြန်ပြီးသုံးသပ်ပြီးတော့မှလွတ်ဖို့လိုအပ်တယ်နောက်တော့ဝန်ကြီးပြောသွားတဲ့အချိန်မှာရှိပါဒီမှာဆွံ့ညွှန်းရရှိပါတယ်ကျွန်တော်တို့ဒီတင်းစားရတယ်ပဲပြည်သူကဒီအစိုးရပိုင်းတင်းစားဆိုတာလည်းပဲကျွန်တော်တို့ဘာပဲဖြစ်တင်နေဆိုတော့ အစိုးရဝန်ကြီးဌာနရဲ့လုံဆောင်ချက်တွေကိုပဲပေါ်ပြသင့်တယ်ဟာဖြစ်ဖို့လိုတယ်။နောက်တော့ခုနကခုနကဒီကျွန်တော်တို့အစိုးရရဲ့ funding အပြည့်အဝနဲ့ပဲရပ်တည်ဖို့လိုအပ်လေပါလိမ့်မယ်။ဒါမှမဟုတ်ပဲခုနကပုံရိပ်ကြီးကအခက်ခဏမြင်းမလာပါဘူး။ကျေးဇူးတင်ပါတယ်။နောက်ဒီမစီယာပုံရိပ်ရဲ့အခက်ခဏပြင့်ပေးဖို့အတွက်လိုအပ်တဲ့ချက်တွေကိုပြင်ပြီးတော့လိုအပ်တဲ့ချက်တွေကိုထည့်သွင်းပြီးရေးသွားဖို့လိုအပ်တယ်။အဲ့တော့ကျွန်တော်ဒီသတင်းစာရေးမှာခုနကတို့ကျွန်တော်တို့ဒီကြော်ညာကဏ္ဍတွေပါရင်မပါဘဲနဲ့အစိုးရရဲ့လုံဆောင်ချက်တွေကိုသာပဲ နိုင်ငံတော်ကနေပြီးတော့ငွေကြေးကြခံပြီးတော့လွတ်တင်ပါတယ်။ဒါမှပဲရှင်းတမ်းပါတယ်။ရှင်းတင်ပါတယ်။အော်ဥပဥရိပိုင်းဆိုင်နေနဲ့ပြန်လှည့်လိုက်အောင်။ဥဒီရုပ်သံမီဒီယာမှာဟုတ်ကဲ့။ကောင်းစီကိုဟုတ်ကဲ့။ပြဥရိပြထမ်းပြီးဒီကနေ့2015ဩဂတ်စ်လ28ရက်နေ့ပြထမ်းပြီး6လအတွင်းကောင်းစီကိုဖွဲ့ရမယ်။ဥ6လကျော်လိုက်ဖွဲ့လို့မဖွဲ့နိုင်သေးဘူး။ဒါဆိုဒီဥရိကြီးကိုယ်တိုင်ကလွဲနေမှားနေချော့နေ။အဲ့ဘယ်လိုကုစားမလဲ။ဒီဥရိကကျွန်တော်တို့ကဒီဒီဒီကျွန်တော်တို့ အကောင့်တွေကြီးကတော့ရှိပြီးပြီရှိပြီးတဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီမှာအမှားယွင်းလေးတွေရှိနေတယ်ဖြည့်ဆွက်စရာတွေရှိတယ်ပြင်ဆင်စရာတွေရှိတယ်အဲ့တော့ဒီဥပဒေကြီးကျွန်တော်တို့အစအဆုံးပြန်ဆွဲစရာမလိုဘူးအခုနောက်တော့လိုအပ်တာလေးတွေအကုန်လုံးပြန်ပြီးတော့မှဖြတ်တင်တာဖြင့်ပြင်တင်တာဖြင့်ဖြည့်ဆွက်တင်တာဖြည့်ဆွက်ရုံနဲ့ဒီဥပဒေကြီးကပြန်ပြီးတော့အသက်ရှင်းနိုင်ပါတယ်လို့ကျွန်တော်လည်းဆိုကိုတန်းထွေးဆိုလည်းဒီဥပဒေနဲ့ပတ်သက်လေ့လာထားမှာပဲဒီဥပဒေမှာနှစ်ခုပါနေတာကအဖွဲ့ကောင်းစီဟုတ်ကဲ့ရှုံနေလားတခုဖြုတ်လိုက်ရင်ကောင်းမလား အဲတာမန်ကြည့်ရင်တော့ရှုပ်တယ်လို့ထင်ရတယ်ဒါပေမဲ့တကယ်ကြိမ်မှာကျွန်တော်တို့တခြားပြန်ကြည့်ရင်ဟိုပေါ့ national အဖွဲ့မှာကတဲတကယ်သူကလုပ်ငန်းသူ့ရဲ့လုပ်ငန်းတာဝန်ပဲပါတယ်သူ့ရဲ့လုပ်ပိုင်ခွင့်ဆိုတာမရှိဘူးဒါကကျွန်တော်တို့တခြားပြန်ကြည့်ရမှာသိတာပေါ့နော်ဒါပေမဲ့ကောင်ဆယ်မှာကကျတော့သူ့ရဲ့လုပ်ရမယ့်လုပ်ငန်းတာဝန်ပေါ့လည်းပါတယ်သူ့ရဲ့လုပ်ပိုင်ခွင့်ဆိုတဲ့ဟာလည်းပါလာတယ်အဲ့ဒီအတွက်နှင်းလေးတော့ဟိုကွဲခြားကွဲပြားမှုတော့ရှိတယ်လို့ဆိုတာဒါနဲ့ပတ်သက်တော့ ကျွန်တော်တို့ဒီရုပ်သံမီဒီယာမှာဟိုဒီအတန်ထုတ်လွှင့်ချင်ဆိုင်ဥပဒေပေါ့လေရုပ်ရုပ်မြင့်တန်ကြောဟိုပေါ့ရေဒီယိုတော့ပါတာပေါ့အဲ့ဟာကိုစီမံခန့်ခွဲအုပ်ချုပ်မဲ့အုပ်ချုပ်ရေးဖွဲ့လို့အကြံပေးသူများနိုင်ငံမှာခေါ်ကြတဲ့ governing body မှာကျွန်တော်မှကြာအလှအနှခုလေးရှိတာပေါ့နော်ခုနပြောတဲ့အဖွဲ့ဆိုတာရှိတယ်အဲ့မှာဝန်ကြီးတွေပါတယ်ပြန်ကြဲဝန်ကြီးဥက္ကဋ္ဌကျန်တဲ့ဝန်ကြီးတွေပါတယ်ပြီးတော့မှ broadcast council ခုနကပြောသွားတဲ့ဒီလှော့တော်ဥက္ကဋ္ဌနှစ်ယောက်ရဲ့သမ္မတရဲ့ကအဆိုပြုတဲ့လူထဲမှာပြန်ယူတဲ့ကိုယောက်ပေါ့လေအဲ့လှော့အနှခုစလုံးရဲ့ဖွဲ့စည်းမှုကကျွန်တော်အမြင်မှာကြာတော့ဒီနိုင်ငံရေးလှမ်းမှုမှုများလုံးတယ်ကျွန်တော်ယူဆတယ်နိုင်ငံရေးလှမ်းမှုမှုများလုံး ဲ့တွဲနိုင်ငံအဖွဲ့အစည်းတွေများတယ်ပြီးတော့ကျွန်တော်နိုင်ငံမှာအဲ့ဒါမျိုး independent ဖြစ်ရမယ်ဆိုတဲ့ commission တွေရှေ့ကဖွဲ့ခဲ့ဘူးတဲ့ နော်လူအခွင့်ရေးကော်မရှင်ဟိုကော်မရှင်ဒီကော်မရှင်ပြီးတော့အဲ့ကော်မရှင်တွေကခုနကလို appointee တွေကနိုင်ငံပိုင်းကလာတဲ့အတွက်တချို့လူတွေကဒါ semi government institution လို့ခေါ်ကြ independent မဖြစ်ဘူးအခုကျွန်တော်ဒီလောက်ကြီးမားတဲ့အသံလွှင့် media ဈေးကွက်ကြီးကိုကန်တွယ်မဲ့ဒါအခုကတော့သန်းက220 250ဆိုတာကဒါ quarter billion ပေါ့လေ now CY ကြီးလာရင် billion ထိဖြစ်လာနိုင်တယ်ဒီလောက်ကြီးမားတဲ့ဟာကို semi ခက်ခွဲအုပ်ချုပ်မဲ့ body ကနိုင်ငံရေးဆွဲဖက်မှု CY ဆွဲဖက်မှုပြည်ထောင်လို့ဒီမှာကိုယ်ကောင်တစ်ခုမေးစရာရှိတာဒါကြီးကတွင် တကယ်ကိုစီးပွားရေးအကျိုးမြတ်တွေများနေတဲ့ခွင်တခြားတော့ဒါကြောင့် DVB ကဒီလောက်ပြောနေတာလား DVB တော့ပြောတာမဟုတ်မြန်မာပြည်မီဒီယာလောကစင်တာဘုတ်တွေပြောတာတတင်းစာကျွန်တော်မထုတ်ပါဘူးတတင်းစာပုတ်တဲ့တတင်းစာစင်တာဘုတ်လို့တယ်အဲ့ဒီတော့ကျွန်တော်ပြောတာဖြစ်တယ်အဲ့လိုလွတ်လပ်တဲ့စင်ပြန်မှုရှိတော့မှအည်သွေးရှိတဲ့ဂျာနယ်လစ်ဇင်ကတက်လာမှာနော်အည်သွေးရှိတဲ့ဂျာနယ်လစ်ဇင်ဖြစ်လာတော့မှကျွန်တော်မျှော်မှန်းတဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးကာကွယ်မဲ့ဂျာနယ်လစ်ဇင်အဲ့တော့မှရမှာအဲ့တော့အည်သွေးရှိတဲ့မီဒီယာပြောက်သွားလို့တော့ဘာမှဖြစ်ဘူးအဲ့တော့ကျွန်တော်ပြောနေတာဒီ တကယ်ကိုဒီမိုကရေစီကိုကာကွယ်မြင့်တင်နေရည်သွေးစီးတဲ့သတင်းစာရဲ့ရုပ်သံဌာနတွေပေါ်ဖို့ပြောတာဖြစ်ပါတယ်ဒီလိုပြောတာပြီးတော့မမေးခင်ကျွန်တော်ပြောမယ်အဲ့ဒါအဲ့တော့ဒီဒီအတွက်လာလို့ဒါဒါမေးတဲ့ဥစ္စာကကျွန်တော်ဟာကျွန်တော်ပုံနှိပ်မီဒီယာသမားနောက်ပြီးတော့ဒီရုပ်သံအကြောင်းတွေပါလေကျွန်တော်ကြေပြန်ပြန်ဘာမှမသိဘူးဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာဒီဟာကြီးကနှစ်ပေါင်းများစွာပုဂ္ဂလိကလက်ထဲမှာလည်းမရှိဘူးလောက်ခွင့်လည်းမရှိဘူးရှောက်လို့လည်းမရဘူးဘာမှဟိုကမရှိဘူးအဲ့တော့အဲ့ဒီဥစ္စာကရသင့်တယ်လို့ကျွန်တော်ကအစိုးရပြောခဲ့တာအဲ့တော့ DVB အတွက်လည်းမဟုတ်ဘူးဘသူတက်မှလည်းမဟုတ်ဘူးဘယ်ဝအတွက်မှလည်းမဟုတ်ဘူးတိုင်းပြည်အတွက် ကျေးဇူးတင်ပါတယ်ကျေးဇူးပါပေးသက်ကိုကျွန်တော်နောက်တစ်ပိုင်းမှာအလက်ပေးရမယ်အခုတော့စမားမြဥဆောင်ဆွေးနွေးသူလို့ကျွန်တော်သတ်မှတ်တဲ့ပြည်အောင်စုပြန်ကြားရေးဝန်ကြီးဦးရထွေးရဲ့ပါဝင်ဆွေးနွေးထားချက်ကိုကြည့်ပါဗျာကျွန်တော်တို့ရုံးမြင့်တန်ကြတဲ့အတန်လွန်ကြီးဥပဒေမှာကျွန်တော်တို့တင်လိုက်တော့က များ MRTV ကိုအများပြည်သူဝင်ဆောင်မှုမီဒီယာဖြစ်နေဥရင်းနဲ့ညီပြောင်းလဲမယ်လို့ကျွန်တော်တင်ပေးခဲ့လိုက်တယ်။ဒါပေမဲ့လွှတ်တော်မှာပြင်လဲတဲ့ခါကျတော့အများပြည်သူဝင်ဆောင်မှုမီဒီယာဆိုတာကအဲ့ဒါရုပ်မြင့်တန်ကြားနဲ့အတန်လွင့်ကောင်စီရဲ့တတ်မှတ်တဲ့စံနဲ့ကန့်ကြီးတဲ့မီဒီယာမှန်သမျှကိုညှင်းညွှန်းတဲ့သဘောဖြစ်သွားတယ်။အဲ့တော့ကျွန်တော်နားလည်တာအဲ့ဒီတိုင်းသာဆိုလို့ရှိရင်အဲ့ဒါအများပြည်သူဝင်ဆောင်မှုမီဒီယာ၅ခုလည်းဖြစ်ရင်ဖြစ်မယ်၆ခုလည်းဖြစ်ရင်ဖြစ်မယ်။အဲ့ဒါကိုနိုင်ငံတော်ကတော့ထောက်ပံ့ပေးရမယ်။တနည်းအားဖြင့်ပြည်သူ့ရံမုံငွေပေးရမယ်။အဲ့ဒါဆိုရင်တစ်က အရေးသွေးကြသွားနိုင်တယ်နှစ်ကအဲ့လောက်များပြားတဲ့ငွေကိုနိုင်ငံတော်ကကြက်ခတ်နိုင်ဆုံးရှိမလားမရှိဘူးလားဒီလိုပြဿနာတွေရှိလို့ကြောင့်မလို့ဥပဒေနှစ်ခုကအဲ conflict ဖြစ်သွားတယ်စန့်ကျင်နေတဲ့မှာကျွန်တော်ကတော့ရုပ်သိမ်းလိုက်တာတိုးတော့မြန်မာနိုင်ငံမှာအများပြည်သူဝန်ဆောင်မှုမီဒီယာတခုရှိကိုရှိရမယ်ဆိုတော့ညွှန်မှန်းချက်နဲ့ MRTV ကိုအများပြည်သူဝန်ဆောင်မှုမီဒီယာဖြစ်နေပြောင်းလဲမယ်ဆိုတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ကတော့မပြောင်းပါဘူးနိုင်ငံတကာမှာကြည့်မယ်ဆိုတော့အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုတာကတနိုင်ငံမှာတစ်ခုပဲရှိတာပေါ့အင်္ဂလန်မှာဆို BBC ရှိမယ်ဂျပန်မှာဆို NHK ရှိမယ် အဲ့ဒါကျွန်တော်တို့ဆူဂျန်တော်မှာဆိုရင်ဆူဒစ်ရေဒီယိုနဲ့ TV ရှိမယ်ဒီလိုမျိုးပဲသွားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီနံပါတ်1အခြေခံမူကတော့မြန်မာပြည်သူ့ဝန်ဆောင်မှုမီဒီယာရုပ်သံလွှင့်ဌာနတစ်ခုပဲရှိရမယ်အဲ့တော့ MRTV ကိုဌာနဆိုင်ရာဖြစ်နေထားပြီးတော့မှအမြားပြည်သူ့ဝန်ဆောင်မှုမီဒီယာကိုထိုင်းနိုင်ငံမှာလို့တရားအစ်တစ်ခုနဲ့ထူထောင်မလားမထူထောင်မလားဆိုတာတော့နောက်ဆိုးကစဉ်းစားမှာပေါ့ဘာလို့တော့ဒီနေရာမှာထည့်သွင်းစဉ်းစားမယ့်ချက်ကတစ်ကကျွန်တော်တို့အစ်တစ်ကစထူထောင်မှာဆိုရင်ငွေကြေးအရင်းဒီအများကြီးလိုမယ်နှစ်ကကျွန်တော်တို့က human resource လို့ခေါ်တဲ့လူတွေအများကြီးကျွန်တော်တို့ပြန်ပြီးတော့ခံထားရမယ်။အဲ့ဒီနှစ်ခုကိုလုပ်ဖို့ဆိုရင်တော့ကျွန်တော်ထင်တယ်ချက်ချင်းလဲပတ်နိုင်မှာမဟုတ်ဘူး။အဲ့တော့အကောင်းဆုံးအလွယ်ဆုံးတည်းကတော့ MRTV ကိုဥပဒေရအကာအကွယ်ပေးပြီးတော့မှအများပြည်သူဝန်ဆောင်မှုမီဒီယာဖြစ်နေပြောင်းမယ်။ဒီလိုလောက်တာမျိုးကလည်းအသက်ဆန်းတော့မဟုတ်ဘူး။အရှေ့ဥရောပနိုင်ငံတွေမှာရောတောင်အာဖရိကလိုအသွင်ကူးပြောင်းနိုင်ငံတွေအားလုံးမှာလုပ်ခဲ့ဘူးလေ။